အားလုံးမင်္ဂလာပါဗျ။ Enemy Limit စတင်ရမှာတော့အားလုံးအကူအညီတောင်းနေရှိပါတယ်။အဲ့ဒါကျွန်တော်ရဲ့ဗီဒီယိုမြန်မာနိုင်ငံကြည့်နေရဆိုရင်တော့ VPN လေးချိန်ပြီးတော့ server ကိုတော့ US or UK server လေးကိုချိန်ပြီးကြည့်ပေးဖို့တောင်းဆိုပါတယ်။အဲ့မှာကျွန်တော်တို့လို YouTuber တွေကို YouTube ကနေပတ်စံပေးရမှုလို့ပါ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ Enemy လေးကိုကြိုက်ရင်တော့ like လေးနဲ့ comment မှာ sticker လေးပြပြရေးပေးသွားပြီးတော့ subscribe လုပ်ရသေးတယ်။ subscribe လုပ်ပေးခဲ့ကြပါအောင်။အားလုံးပဲတာယာပြွှင်တော့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးကျေးဇူးတင်ပါတယ်ဗျ။ အပိုင်းသုံးမှာတော့မောင်ယိုးနဲ့ပါပဲတော့အလုံရတို့တိုးတဲ့နေရာကိုရောက်သွားတာတွေ့ရပါတယ်။မောင်ယိုးကတော့အထင်းအဝင်ရမှာဖြစ်တဲ့အတွက်ဘာပဲရလဲသူ့ရဲ့ level ကလည်းဘက်ကိုဖြုတ်ပေးလိုက်ပါတယ်။အထင်းအဝင်သွားတဲ့ခါမှာတော့ယုံထုတိကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူကအလုံရတို့တိုးညင်ပြီးမြောက်သွားပြီးသူ့ရဲ့ level လည်းမြင့်တက်သွားပြီးတော့သွေးမျိုးနဲ့စုအဖြစ်အပင်ပြောင်းသွားပါတယ်။ပြီးတဲ့ခါမှာတော့သူက system ပို့ရစာတစောင်းနဲ့ရရှိသွားပါတယ်။တစ်ဖက်မှာတော့ဘာပဲကမောင်ယိုးကိုထိုင်ဆောင်နေပါတယ်။အဲ့ချိန်မှာပဲရှင်းတကောင်ကဘာပဲကိုတွေ့ပြီးတော့ဒီမှာဘာလုပ်နေရလဲလို့မေးလိုက်ပါတယ်။ ။ဗာဘေးကတော့အကြောင်းစုံပြောပြလိုက်ပါတယ်။ရှင်ကသူ့ရဲ့စကားကိုနားထောင်ပြီးတော့မင်းရဲ့အိမ်မွေးတိတ်ဆန်မင်းကိုထဲစားထားတာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။အခုခေတ်မှာဒီလိုခေတ်စားနေရမင်းမသိလား။ဝန်စတာတွေကသူတို့အလုပ်ရတူတိုးခြင်းလို့သူတို့ဘက်ကသူတို့ဒီလိုလာဖို့မဖြစ်နိုင်တဲ့အတွက် level နှိမ့်တဲ့ player အစ်တကိုရှာပြီးတော့သူတို့ရဲ့အိမ်မွေးတိတ်ဆန်ဖြစ်ပြန်လုံးလိုက်ရတယ်။မင်းလည်းမင်းရဲ့အိမ်မွေးတိတ်ဆန်လှည့်စားလိုက်တာဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့ဗာဘေးကတော့အဲ့ဒါကိုလက်မခံပါဘူး။ရှင်ကတော့မင်းကအရက်ယုံလွယ်တာပဲ။ တော်မေးလှည့်စားနေတယ်ဒီလိုမွန်စတာတွေဒီလိုပဲလောက်ကြတယ်နောက်ပိုင်းမှာတို့ကပလေယာဆုံးပစ်လိုက်ကြတယ်အဲ့ဒီခါမှာတော့တခြားပလေယာတွေကတို့ကိုလှောင်ကြတယ်အဲ့နောက်မှာတော့ကစားသမားတွေကစိတ်သက်သာကြပြီးတို့ရဲ့အကောင့်ဖျက်လိုက်ကြတယ်လို့ပြောပြီးရှင်းရလဲထွက်သွားပါတယ်ဒီချိန်မှာတော့တွေ့ရမျက်နှာမှာတော့မကောင်းတဲ့ပြုံးတစ်ခုရှိနေတာကိုတွေ့လိုက်ရပါတယ်မောင်ယုံကအဲ့ဒီနေရာနေထွက်လာတဲ့ခါမှာတော့တွေ့ရပုံစံတစ်ခုလုံးပြောင်းလဲသွားတာတွေ့ရပါတယ်သူကဘာပဲရှိလာပြီးတွေ့တဲ့ခါမှာတော့ဘာပဲကရန်ဝဲနေနေပါတယ် သူကမေးလိုက်တဲ့ခါမှာတော့ဘာပဲအကြောင်းစုံပြောပြလိုက်ပါတယ်။မောင်ယုံကလည်းသူကမြို့လှည့်စားနေရပါဒါဘာမှမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဘာပဲကတော့မယုံပါဘူး။မောင်ယုံကလည်းစိတ်ပူကိုပြောလိုက်ပြီးသူ့ရဲ့လက်ကိုဆုပ်ကန်လိုက်ပြီးသူ့တိစ္ဆာတစ်ခုကိုဖန်တီးလိုက်ပါတယ်။ အဲ့ဒီတော့ဘာပဲကသူ့ကိုတစ္ဆာဖောက်လို့မရတော့တယ်လို့သူကလည်းသူမကိုတစ္ဆာဖောက်လို့မရတော့ပါဘူးဘသူပဲတစ္ဆာဖောက်ဖို့အပြစ်ပေးခံရမှာဖြစ်ပါတယ်ဒါကြောင့်ဘာပဲကလည်းစိတ်သက်သာသွားပါပြီဒါကြောင့်သူတို့နှစ်ယောက်လုံးမျိုးတွေမှာအစားတောက်တွေယူပြီးရှောက်သွားနေကြပါတယ်ဒီချိန်မှာပဲသူကနတ်ဖျားဝင်ဝင်စာမွေးပွဲအကြောင်းကြားလိုက်ရပါတယ်ဒါပေမဲ့ဘာပဲကတော့ဘာမှမသိပါဘူး ဒါကြောင့်သူမကလည်းမောင်ယုံမေးလိုက်ပါတယ်။မောင်ယုံကတော့ဆာမွေးကတော့တနစ်မှတစ်ကြိမ်ပဲဂိမ်းဖတ်ပြီးသူတွေကပေးထားတဲ့အထူးမစ်ရှင်တစ်ခုပဲ။ကစားသမားတွေအများကြီးကရှောက်ထားကြပြီးတော့နိုင်တဲ့သူကအဆင်ပြေဆုံးလက်နက်ကိုရရတယ်။ယင်းတစ်ခေါက်တော့ဆိုစစ်ပွဲတစ်ခုတော့ဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီကြောင့်ကြားလိုက်ရတော့ဘာပဲလည်းရန်စိတ်လှုပ်ရှားသွားပါတယ်။သူမကလည်းအဲ့ဒီဆာမွေးမှာပါဝင်ခြင်းနေပါတယ်။ ဒါကြောင့်တို့အရင်ဆုံးဝင်ခွင့်တက်ပောက်ပုံတင်ဖို့လိုပါတယ်။ပောက်ပုံတင်တာကတော့ရှင်းပါပဲလုပ်နေတော့တို့နှစ်ယောက်လုံးလည်းအဲ့ဒီကိုပြေးသွားကြပါတယ်။တစ်ဖက်မှာတော့ပုံစံပြောင်းထားတဲ့ရှင်လေးကိုမြင်လိုက်ရပါတယ်။အဲ့ဒီရှင်လေးကတော့ကြောင်နေကြအောင်မောင်ယွန်းနောက်ကိုလိုက်ခိုင်းထားတဲ့အယူစစ်တီဖြစ်သွားပါတယ်။မောင်ယွန်းကတော့ဘာပဲလို့ဒီနေရာမှာလူတွေအများရှိနေလို့ငါတို့ယင်လာခဲ့တာတော်သေးရဝယ်လို့ပြောလိုက်ပါတယ်။အခုတို့အလှရောက်တော့မှာပါဘာပဲရတော့ level 30တာရှိသေးတယ်လို့သူတို့တာတကယ်အခွင့်အရေးရကြံတဲ့သူတွေကိုဘလို့နိုင်ယူရမလဲဆိုတာစိုးရိမ်နေပါတယ်။ဒီချိန်မှာပဲစကန်းဆာမှာတော့မောင်ယွန်းကိုတတ်ခဲ့တဲ့ခြေကရောက် ောက်လာပါတယ်။သူကဘာပဲကိုသူ့ရဲ့အဖွဲနဲ့ပူးပေါင်းကူညီပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မောင်ယုံကလည်းဘာပဲကဒီနေရာမှာမဟုတ်ပုံတင်မို့ level 30ပြည့်ပြီလို့ပြောလိုက်ပါတယ်။ဒါကတော့မောင်ယုံမင်းကကျန်တဲ့ player တွေအနိုင်ယူဖို့ကြော်သားတွေရှိရလားငါပိန်ကောင်းလေးလို့မေးလိုက်ပါတယ်။မောင်ယုံကလည်းဂျိတ်ကိုမင်းကဘလရှိမယ်အုံနောက်တော့လုံနေတယ်ထင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ဂျိတ်ကတော့ဒေါသထွက်သွားပြီးမောင်ယုံကိုတိုက်ခိုက်ပါတော့တယ်။မောင်ယုံကသူ့ရဲ့တိုက်ခိုက်မှုကိုရှောင်နေတော့ဂျိတ်ကမင်းကြောက်သွားလားလို့မေးလိုက်ပါတယ်။မောင်ယုံကလည်းရက်လိုက်ပြီးတော့အဲ့ဒီနေရာကိုရေထဲနဲ့ခဲလိုက်လို့ဂျိတ်လည်းချော်လဲသွားပါတယ်။ ဒါကတော့မောင်ရွင့်ရဲ့ဆွမ်းအားအသစ်ဖြစ်ပြီးတော့ယာတူးတူးသွားလို့ဆွမ်းအားအသစ်တွေပွင့်လာတာဖြစ်ပါတယ်။ဒါကြောင့်ဂျိတ်ကလည်းရှမ်းရမ်းရမ်းပြီးလျှက်စီးဆွမ်းအားကိုတုံးလိုက်ပါတယ်။မောင်ရွင့်ကတော့ရေခဲခါခွက်တစ်ခုနဲ့ကားလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ဒါနဲ့ဂျိတ်ကိုအလဲတကူပဲနိုင်ယူလိုက်ပါတယ်။ တောင်းမြင်တော့ဘာပဲရလဲသူ့ကိုအရင်သဘောကျသွားပါတယ်ပြီးတော့ဟောပုံတင်ပေးနေလို့ကလည်းအာအာတင်သွားပါတယ်သူကလည်းမင်းရဲ့တိရစ္ဆာန်ဘယ်စင်းလဲလို့ဘာပဲမင်းလိုက်ပါတယ်မောင်ရောကလည်း level 34ရောက်သွားတယ်လို့ပြောလိုက်ပါတယ်အတိအကျနေပြန်လာတော့ဘာပဲကတော့မင်းရဲ့အဆင့်20ကနေ34ကိုဘယ်လိုရောက်သွားလဲလို့မေးလိုက်ပါတယ်မောင်ရောကတော့ယာတူးတူးလို့ဖြစ်တာလို့ပြောလိုက်ပါတယ် ော့ငိုရဲဒီအဆင့်ဖြစ်ပါတယ်ဒါပေမဲ့ရာတို့ကမတိုးရလို့သူ့ရဲ့အဆင့်က20ထပ်ပိုမတက်နိုင်ပါဘူးသူတို့မျိုးလဲလမ်းလျှောက်နေတော့မှာခုံးမှုတစ်ခုတွေးလိုက်ရပါတယ်မောင်ယောကဒါအဆင့်နဲ့ကွက်တစ်ခုဖြစ်တဲ့အတွက်လောရကျိုးမနှက်ဘူးဆိုတာသိပါတယ်ဒါပေမဲ့ဘာပဲကတော့မင်းကလေးကိုမေးလိုက်ပြီးတော့ခိုးနောက်ကိုလိုက်ဖို့သူ့ကိုပြောလိုက်ပါတယ်ဒါကြောင့်သူလည်းမလုချင်းလုချင်းနေပဲတခိုးနောက်ပြေးလိုက်နေပါတယ်ပြီးတာနဲ့မြေပြင်ခဲလိုက်တော့တခိုးလည်းချော်နေသွားပါတယ် ိုးခန့်ရတဲ့မင်္ဂလိယာတခုရှိကိုသွားပြီးသူ့ရှိရနေပဲနေ့တိုင်းပစ္စည်းတွေခေါ်ရမလားဆိုပြီးကန်နေပါတော့တယ်ပြီးတော့နေမင်္ဂလိယာသူတို့ကိုကွန်ညီပေးလို့အစားတောက်တင်လိုက်ကြွေးပါတယ်သူမကလူတွေကအမြဲလစ်လူရှူတာခံရပြီးမောင်ရိုးတို့ကသူမကိုကွန်ညီပေးတယ်ပထမဆုံးကစားသမားတွေဖြစ်တယ်လို့ပြောလိုက်ပါတယ်ပြီးတော့နေသူမမှာပေးစရာတခုရှိတယ်ဆိုပြီးပြောလိုက်ပါတယ်ဒါကြောင့်မောင်ရိုးလည်းလှုပ်ဝက်ထားတဲ့တာဝန်တစ်ခုကိုပြီးမြောက်သွားတယ်လို့ထင်ပြီးတော့ဘလုံးစူးကြီးကြီးကြီးရတော့မလဲလို့တွေးနေခဲ့ပါတယ်ဒါပေမဲ့ဒါသူမရဲ့ business ကပြားပဲဖြစ်နေပါတယ်ပြီးတော့သူမကသူမကိုသူမ UK လိုမိတ်ဆက်လိုက်ပါတယ် မောင်ယုံကလည်းဆက်ပြတ်သွားပါတယ်ဒါပေမဲ့သူမကပါပဲစာအုပ်တော့ပေးလိုက်ပြီဒါနှစ်ဖြားဝင်ဝင်စာမေးဖို့အတွက်လမ်းညွှန်ချက်ပဲလို့ပြောလိုက်ပါတယ်မောင်ယုံကလည်းစစ်ဆေးပြီးဒီစာအုပ်ကတော့အကွက်တက်စူးကြီးကောင်းတစ်ခုပဲလို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ဒါစာမွေးအောင်မြင်ဖို့ကူညီပေးနိုင်လို့ပါဘာပဲရတော့မောင်ယုံကိုရာထူးထူးဖို့ကူညီပေးခဲ့လို့သူမကဘာစုလက်မမရဘူးလားလို့မေးလိုက်ပါတယ်မောင်ယုံကတော့သူ့ကိုယ်သူနှုတ်ဝက်ကော့လို့ပြောခဲ့လို့ပါဒါပေမဲ့မောင်ယုံကတော့သူ့ရဲ့ဌာနကာကွယ်မှုကဒါစုလက်ဖြစ်တယ်လို့ပြောလိုက်ပြီးတော့ သူကဘာပဲသူလည်းပလီယာပဲဆိုတာအမှန်တိုင်းပြောပြဖို့စူးစမ်းနေပါတယ်။ဒါမဲ့သူကအဲ့ဒီစကားတွေပြောနေတော့မှခင်ရဲ့စင်စာသူ့စကားတွေဖျက်တောက်လိုက်ပါတယ်။သူအเจ้าနဲ့အမှန်ပြောဖို့အတွက်တော့အတန်မထွက်တော့ပါဘူး။ပလီယာတယောက်ကတားမြစ်ထားတဲ့စကားလုံးတွေတော့အဲ့လိုပဲဖြစ်တတ်ပါတယ်။ဒါအောင်မြင်တော့ဘာပဲရလဲဒေါသထွက်သွားပါတယ်။မောင်ယိုးကစာပေါ်မှာတားမြစ်ထားတဲ့စကားလုံးတွေကိုတောင်းပြီးသူ့ကိုဆဲနေရလို့ထင်သွားလို့ပါ။ မောင်ယုံကတော့သူ့ရဲ့ဇလန်းမှန်ကိုဘယ်သူမှမဆိုပြောရင်စင်စာဖျက်ခံရတယ်ဆိုတာသိသွားပါတယ်။ဒါကြောင့်မောင်ယုံကလည်းဂိမ်းဖန်တီးတဲ့လူတွေကိုစိတ်ထင်းရနေကြိမ်စဲလိုက်ပါတယ်။ဒါမဲ့သူပုံမှန်ပြဖြစ်ဖို့လိုအပ်မစ်ရှင်တွေလုပ်ရမယ်ဆိုတာသိပါတယ်။ယာတူတိုးတော့ရခဲ့တဲ့စာလေးကြောင့်ပါ။ဘာလုပ်ရမလဲဆိုတာတော့အခုထိမသိပါဘူး။ဘာပဲကတော့မောင်ယုံကိုဒေါသထွက်နေပါတယ်။ပြီးတော့ Emirates ဆန်စာချုပ်ကိုဖျက်သိမ်းနေနေပါတယ်။ဒါမဲ့မောင်ယုံကတော့ဒါမှမဟုတ်ပါဘူးလို့ရှင်းပြလိုက်ပြီးငါမင်းကိုယူဆစ်တီဘာသာစကားနဲ့ချီးကျူးနေရပါလို့ပြောလိုက်ပါတယ်။ ။ဒါတော့ဘာပဲရလဲယုံသွားပါတယ်။နှိချင်းမှာပဲစားတဆောင်ပါတယ်နှစ်တကောင်ရောက်လာပါတယ်။ဘာပဲရလဲစောင့်ဖွင့်ကြည့်လိုက်တော့ဝင်ဝင်ဆောင်မွေးဝဲဖြစ်ဖို့တော့ရေးချက်ခံရတယ်ဆိုတာသိလိုက်ရပါတယ်။သူမအစင်ဟာရှစ်ဖြစ်တယ်ဆိုတာသိလိုက်ရပြီးဝင်ဝင်ဆောင်မွေးပေါ်ရတဲ့နောက်ဆုံးတော့ရွေးချက်ခံရလို့ပြန်ပြောသွားပါတယ်။ဒါမဲ့သူမကသူတို့ကအစင်ရှစ်ဆိုတော့သူတို့ရဲ့ပုံမှာ9ယောက်ကြံသေးလို့စိုးရိမ်နေပါတယ်။သူတို့ရဲ့ level တွေကဘယ်လောက်ရှိမလဲလို့တွေးနေပါတယ်။ဒါမဲ့သူတို့မှာရန်နှင်းငယ်ချင်ရသေးပါတယ်။ဘာလို့လဲဆိုရင်ဝင်ခွင့်ဆောင်မွေရရတတပတ်အနှင်းငယ်ကြမှာကျင်းပမှာဖြစ်လို့ပါ။ ဒါကြောင့်လေ့ကျင့်မှုအခွင့်အရေးနည်းနည်းရှိပါသေးတယ်။ဒါကြောင့်မောင်ရုံးနဲ့ဘာပဲလို့နှစ်ယောက်လုံးအယိုးစုရောပြန်လာကြပါတယ်။မောင်ရုံးကတော့အယိုးစုတွေရောတရောတီးဆောင်နေတာတွေ့လိုက်ရပါတယ်။ပြီးတော့ကော်ဘလင်တွေကိုလည်းသူတို့နဲ့အတူပူးပေါင်းထားပါတယ်။ဘာပဲကတော့သူတို့ကိုကြောက်နေပါတယ်။ငါတို့မြင်တာနဲ့သူတို့တွေတပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့မောင်ရုံးကတော့မစိုးရိမ်ပါနဲ့။ငါဒီရွာရဲ့ခေါင်းဆောင်ပါလို့ပြောလိုက်ပါတယ်။ ဒါမဲ့ goblin တချို့ကတော့သူ့ကိုစားပြီးတိုက်ခိုက်ပါတယ်။သူတို့မောင်ယုတ်မမှန်မိလို့ပါ။ဒါကြောင့်မောင်ယုတ်ကလည်းသူတို့တိုက်ခတ်လိုက်ပြီးတော့သူ့ရဲ့အယိုးစုပုံစံကိုပြန်ပြောင်းလိုက်ပါတယ်။ပြီးတော့မောင်ပိန်နဲ့ဖတ်တီကိုခေါ်လိုက်ပါတယ်။ ဖတ်တီးရောက်လာတာနဲ့မောင်ရိုးမှတ်မိသွားပါတယ်ဖတ်တီးကလည်းမောင်ရိုးသူတို့တွေကမောင်ရိုးတဲ့ပလင်တစ်ခုတောင်လှုပ်ထားတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဖတ်တီးကမောင်ရိုးကိုဇွားရဲ့အခြေအနေအားလုံးပြောပြလိုက်ပါတယ်သူတို့ကဂေါ်ဘလင်တွေလည်းသူတို့နဲ့ပူးပေါင်းထားပြီးတော့အရင်မြင်မြန်တိုးတက်နေတယ်လို့ပြောလိုက်ပါတယ်ပြီးတော့ဖတ်တီးကလည်းဘာဘဲကိုကော်ဖီဖြော်ပေးလိုက်ပါတယ်ဘာဘဲကလည်းသူတို့အားလုံးကြည့်ပြီးတော့အရင်အားအားတင်နေပါတယ်မင်းတို့ကမွန်စတာတွေဖြစ်ပြီးအထင်ကြီးဖို့ကောင်းတာပဲလို့ပြောလိုက်ပါတယ်ဒါကြောင့်ဖတ်တီးကလည်းဒါကခေါင်းဆောင်ကြောင့်ပါသူကငါတို့တိုးတက်နိုင်အောင်အကြံပေးခဲ့တယ်လို့ပြောလိုက်ပါတယ် မောင်ယောကတော့မှော်ပစ္စည်းတချို့စူးစောင်းဖို့သွားရမှာဖြစ်ပါတယ်။ဒါကြောင့်မောင်ယောကလည်းဖတ်တီးကိုဘာပဲအဆင့်မြင့်မှုမင်းတို့ကူညီစေချင်တယ်။ဘာပဲအခု level တစ်ဆင့်မှရှိတယ်။ပြီးတော့စာမွေးမတိုင်ငယ်အတွဲ level 39ကိုရောက်ဖို့လိုတယ်။ဘာပဲယာတုတို့နောက်ထပ်အိမ်ဝဲတဲ့ဆန်တကောင်ကိုထားနိုင်တယ်။တွန်းရည်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဖတ်တီးကလည်းကောင်းပါပြီ။သူမရဲ့အဆင့်ကိုမြင့်တင်ပေးပြီးတော့ချက်စရာအိမ်ဝဲတဲ့ဆန်တကောင်ကိုလည်းရှာပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။ ပြီးတာနဲ့မောင်ယိုလည်းထပ်သွားပါတယ်။သူကသူ့ရဲ့ဆွမ်းအားအသစ်တွေကိုလေ့ကျင့်ဖို့လိုပါတယ်။သူကသူ့ရဲ့ဆွမ်းအားအသစ်တွေကိုကျန်းကျင်နေပြီးတော့ဘာပဲຢာတို့တို့ဖို့ကုညီနိုင်မဲ့မောပစ္စည်းတချို့ကိုလည်းစုဆောင်းနေပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကဘာပဲကပြန်ပွဲကိုနိုင်ရဖို့ပါပဲ။အလုံးလဲဆိုတော့အဲ့ဒီနောက်မှာမောင်ယိုကတကယ်ကပါကိုပြန်သွားနိုင်တဲ့အခွင့်အရေးရှားနိုင်ပါတယ်။မောင်ယိုကလည်းဒီပြန်ပွဲကမြန်မြန်ပြီးသွားရင်ပြန်သွားနိုင်မယ်လို့တွေးနေပါတယ်။ဘာလို့လဲဆိုတော့အပြင်ကသူ့ရဲ့အချိန်နဲ့ဆို9ရက်လောက်ကြာနေပါပြီ။ဒါကြောင့်သူ့တငယ်ချင်းတွေနဲ့သူ့ရဲ့မိဘတွေစိတ်ပူနေမှာစိုးရိမ်နေပါတယ်။ဒါပေမဲ့အမှန်ကတော့တခြားစီပါ သူ့ရဲ့မိဘတွေကသူမရှိလို့လွတ်လပ်ပြီးပျော်ရွှင်နေကြပါတယ်ပြီးတော့သူ့ရဲ့ကုမ္ပဏီတထည့်ကလည်းဘောင်ယိုးကိုပြောင်းရွှေ့လိုက်ပြီလို့ပြောနေပါတယ်ဒါကြောင့်သူ့ရဲ့မိဘတွေကလည်းစိတ်မပူကြတာပါတမတ်မှာတော့ဘာပဲအတွက် emotive sensation ရှာနေတွေ့လိုက်ရပါတယ်မောင်ပိနဲ့ဖတ်တီကတော့သူ့ကို slime တွေရှိတဲ့နေရာကိုခေါ်သွားပါတယ်ဘာပဲကအရင်ချစ်စရာကောင်းတဲ့ slime တစ်ကောင်တွေ့လိုက်ပါတယ်ဥမာဖမ်းညင်နေတော့မောင်ပိနဲ့ဖတ်တီကလည်း slime ကိုအားနဲ့ရောတမ်းပြီးပေးလိုက်ပါတယ်ဒါမှဘာပဲကအလွယ်တကူဖမ်းနိုင်မှာဖြစ်ပါတယ်ဒါမဲ့ဘာပဲကဖမ်းတော့မယ့်ချိန်မှာပဲ ချိန်နဲ့ကောင်းမလေးတယောက်ရောက်လာပြီးစလိုင်းကိုတက်ပြလိုက်ပါတယ်။နောက်မင်းတို့ဘာပဲကဒေါသထွက်သွားပါတယ်။ပြီးတော့နေချိန်ကလည်းမင်းရဲ့အိမ်မွေးတဲ့ဆန်လေးဘယ်ရောက်သွားလဲလို့မေးလိုက်ပါတယ်။ဘာပဲကတော့သူဒီမှာမရှိဘူးလို့ပြောလိုက်ပါတယ်။အဲကလည်းအိုးငါထင်တဲ့အတိုင်းသူမင်းကိုလိန်သွားတာပဲလို့ပြောလိုက်ပါတယ်။ လောင်ပိန်နဲ့ဖတ်တီးရတော့သူ့ရဲ့စကားတွေကိုနားထောင်ပြီးစိတ်တူသွားပါတယ်ပြီးတော့ချက်ချင်းပဲသူရဲ့အယူဆစစ်တီကိုခေါ်လိုက်ပြီးချိတ်ကိုဝိုင်းလိုက်ပါတယ်လက်ကလည်းရှည်နေပြီးတော့မင်းတို့ငါ့ကိုဘာလုပ်နိုင်မှန်းလဲလို့ပြောလိုက်ပါတယ်ဒါမဲ့သူရဲ့ level ကိုမြင်တော့အံ့အားတင်သွားပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီမှာရှိတဲ့အယူဆတွေထဲမှာအားအနည်းဆုံးက level 20ဖြစ်ပါတယ်အဲကြောင့်သူလည်းရမ်းကြောက်သွားပါတယ်ပြီးတော့ယူဆတွေကလည်းချိတ်ကိုပေါင်းပြီးတက်ခိုက်လိုက်ကြပြီးတော့တားကောင်ချီတို့ချီလိုက်ပြီးရွာကိုပြန်လာနေကြပါတယ်ဘာပဲကတော့ရမ်းထောတာထွက်နေပါတယ်ဘာလို့လဲဆိုတော့သူမက ောင်ရိုးစာရင်းများပို့ခဲ့ပေမဲ့သူကပြန်မဖြေထားပါဘူးပြီးတာနဲ့ဘာပဲကဂိန်းနဲ့ခဏထွက်လိုက်ပါတယ်သူမအပြင်မှာလည်းချစ်စရာကောင်းနေပါတယ်ပြီးတော့တကယ်ကဘာမှာသူမရဲ့တငယ်ချင်းနဲ့အတူထိုင်နေပါတယ်သူမမောင်ရိုးအကြောင်းသူမရဲ့တငယ်ချင်းကိုပြောပြလိုက်ပါတယ်မောင်ရိုးကဂိန်းနဲ့ NPC ဘောတကောင်မှာဒါပေမဲ့သူကအရင်စိတ်ဝင်စားဖို့ကောင်းတယ်လို့ပြောလိုက်ပါတယ်အဲသူမရဲ့တငယ်ချင်းကတော့မင်းသူ့ကိုကြိုက်နေရလားလို့မေးလိုက်ပါတယ်ဘာပဲလည်းမဟုတ်ဘူးဖြစ်မှန်ဖြစ်နိုင်တာလို့ပြောလိုက်ပါတယ်ပြီးတော့သူမဂိန်းနဲ့ပြန်ဝင်လာပါတယ်မောင်ရိုးကလည်းပြန်ရောက်နေပါပြီ ဘာပဲကတော့မောင်ရိုးကိုဒေါသထွက်နေပါတယ်။မောင်ရိုးကလည်းဘာမှလုပ်မိလို့လဲဆိုတာနားမလည်နိုင်ပါဘူး။အဲကြောင့်ဘာဖြစ်တာလဲလို့မေးလိုက်ပါတယ်။ဘာပဲကတော့မင်းငါ့ဆာတွေဘာလို့ reply မပြန်တာလဲလို့မေးလိုက်ပါတယ်။ အဲကြောင့်မောင်ယုံလည်းတွေးရဲ့ message ကြည့်လိုက်ပါရင်ဒီမှာစာရီအများကြီးကိုတွေးလိုက်ရပြီလန်သွားပါရင်အဲကြောင့်မောင်ယုံကလည်းမင်းစာပို့ထားရဆိုတော့ငါမသိလိုက်ဘူးငါမင်းအလုပ်တွေအတွက်တွားခဲ့တာမင်းတို့ပစ္စည်းတွေအများကြီးယူခဲ့တယ်အဲ့ဒါတွေနဲ့ရာဒူးတိုးနိုင်အောင်လို့ပြောလိုက်ပါရင်ဒါမဲ့ဘာပဲရတော့မကျေနပ်သေးပါဘူးဒါကြောင့်မောင်ယုံကလည်းသူမအတွက်စားစရာတွေလည်းယူလိုက်တယ်လို့ပြောလိုက်ပါရင်ဒါကြောင့်ဘာပဲရလဲသူ့ကိုခွင့်လွှတ်လိုက်ပါရင်ပြီးတော့မောင်ယုံကလည်းသူမကိုနောက်ဆုံးတော့ရာဒူးတိုးနိုင်ပြီလို့ပြောလိုက်ပါရင်ဘာပဲရသူမရဲ့ပစ္စည်းတွေစစ်ကြည့်လိုက်တော့ရာဒူးတိုးဖို့လိုအပ်တဲ့ပစ္စည်းရဲ့အားလုံးကိုတွေးလိုက်ရပါရင် ချင်းမှာဖတ်တီးနဲ့မောင်ပရန် ရောက်လာပြီးသူတို့ကချဲကိုခေါ်လာပါတယ်မောင်ယွန်းကတော့သူ့မမမိပါဘူးဘာလို့လဲဆိုတော့သူ့ရဲ့အချင်းကတော်တော်ဆိုးနေလို့ပါဖတ်တီးကတော့သူကအစောပိုင်းမှာသူတို့သုံးယောက်တက်ခဲတယ်လို့လို့ပြောလိုက်ပါတယ်မောင်ယွန်းကလည်းချဲကိုလှုပ်လိုက်နောက်ပိုင်းမှာဖတ်တီးတို့ဒုက္ခပေးနိုင်မယ်လို့တွေးမိပါတယ်ဒါကြောင့်သူ့ဆက်ချီထားဖို့ပြောလိုက်ပါတယ်အတခါမှာသူတို့နှစ်ယောက်လည်းဝင်ဝင်ဆောင်ဝယ်ချင်းမနေအောင်ရောက်သွားတာတွေ့လိုက်ရပါတယ်။အဲ့မှာသူတို့ပြင်တခြားပါဝင်သူတွေလည်းအများရှိနေပါတယ်။အဘေကတော့အဆင့်39ကိုရောက်သွားပါပြီ။မောင်ယွန်းကလည်းယူကီပေးထားတဲ့လမ်းညွှန်ချက်ကိုဖတ်နေပါတယ်။ �အဲ့ဒီချိန်မှာပဲတို့ရောလည်း UK ကိုတွေးလိုက်ရပြီဒီပိုင်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်